။တင်းစကားပြောကြခြင်း press briefing စီစဉ်မှာအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါရစေ။ကျွန်တော်ကမျိုးသားညီရေးအစိုးရသမရယုံပြောရေးဆိုခွင့်ရှိသူကျော်စောဖြစ်ပါရစေ။အာနာဒေးစစ်ကောင်စောမင်းအွန်လိုင်းဟာရုရှားနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံများသို့ပေါ်ရောက်ခဲ့တာဟာသူနဲ့စစ်ကောင်စီရဲ့အာနာဒီမဲရေးအတွက်အထောက်အပြုရေးစစ်လက်နက်များဝယ်ယူရေးတရားမဝင်ဝေကျေးရှာဖွေရေးမြန်မာပြည်သူများရဲ့လုံအောင်ကို အမျက်ထုတ်ရင်းနဲ့လုတ်သွားတင်ဖို့ဖို့ဆိုတာတွေအပြင်စစ်ရှုံးနေတဲ့သူစစ်တပ်ကိုလေလံလှက်စားပြီးစိတ်ဓာတ်မြင့်တင်ဖို့နဲ့အတူအယောင်ရွေးကောက်ပွဲရနေပြီးနိုင်ငံရေးဖက်ပေါက်ရှာရင်သာဖြစ်ပါလေအကြံပေးစစ်ကောင်စီ TMO အာနာသိန်းနဲ့2021ခုနှစ် February လတရနေ့ကစပြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနဲ့ပတ်သက်တဲ့ခွင့်ပြုမိန့်နဲ့အတီးပြုမိန့်များထုတ်ပေးခြင်းကိုချွင်းချက်မရှိရပ်ဆိုင်ထားရန် အမျိုးသားညီညွတ်ရေးအစိုးရစီမံကိန်းဗန္ဓာရင်းနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ အမိတ်ကြော်ညာစာအမှတ်1မြေဆောင်21ဖြစ် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ရေရှည်တိတက်ခိုင်မြဲတဲ့ရင်းနှီးမြှုပ်နှံမှုများအတွက်စစ်ကောင်စီနဲ့ချုပ်ထားတဲ့စာချုပ်ကအကျိုးမရှိကြောင်းကိုလည်းရုရှားအစိုးရထံသို့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနမှစာရေးသားပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့မျိုးရောညီညွတ်ရေးဆိုတာအနေနဲ့ဂျပန်စစ်ကောင်စီ အာဏာသိမ်းမှု မတိုင်မီကနိုင်ငံများအကြားချုပ်ဆိုထားတဲ့ငြိမ်းသမီးသဘောတူညီချက်များအပေါင်းဝင် စာချုပ်များနဲ့သဘောတူညီချက်များကိုသာအတိမတ်ပြုတာဝန်ယူဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်တရားမဝင်တဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ထံမှခွင့်ပြုမိတ်အတိပြုမိတ်များတောင်းခံကရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုဆောင်ရွက်ခြင်းလုံးဝမပြုလုပ်ကြပါရန်နှင့်ဆောင်ရွက်ဆဲတရားမဝင်တဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလည်းချွင်းချက်မရှိရပ်ဆိုင်ထားရန်အထူးသတိပေးအကြောင်းကြားလိုပါမယ်။ကနေဒါနိုင်ငံအစိုးရကမတ်လ10ရက်နေ့မှာစစ်ကောင်စီအဖွဲ့ဝင်များ73ဦးနဲ့ကာဝေးဝန်ကြီးဌာနမြမတက်မတော်နဲ့တက်မ33တို့ကိုပိတ်ဆို့အရေးယူကြောင်းကြေညာခဲ့ပါတယ်။ထုံနီးတူစွာပဲဆွစ်ဇာလန်နိုင်ငံကလည်း မတ်လ17ရက်နေ့မှာစစ်ကောင်စီလက်အောက်ခံမြမရင်နံနဲ့သဘာဝတမ်းငွေလုပ်ငန်း MOGE ကိုပိတ်ဆို့ရေးယူကြောင်းကြေညာခဲ့ပါတယ်။မြို့သားညီညွတ်ရေးဆိုအနေဖြင့်ကနေဒါနဲ့ဆွစ်ဇာလန်နိုင်ငံတို့ရဲ့အကြမ်းဖက်စစ်အုပ်စုအပေါ်အရေးယူမှုကြေညာချက်များကိုကြိုးဆိုအတိမတ်ပြုကြောင်းပြောကြားလိုပါတယ်။အရက်သားပြည်သူတို့ကိုကျမ်းပတ်တက်ပြတ်နေမှုများကနေပြီးရက်ဆိုင်နိုင်ရန်အတွက်နိုင်ငံတကာအနေဖြင့် စစ်ကောင်စီတန်းလောင်စာစီနဲ့ငွေကြေးပတ်ပေါ်မှုအားလုံးကိုရက်ဆိုင်ကလက်နက်ပစ္စည်းနဲ့ဤပညာအကူအညီများကိုလွှဲပြောင်းပေးခြင်းကိုလည်းရက်ဆိုင်ရန်မျိုးသားညီညွတ်ရေးဆိုကနိုင်ငံတကာကိုထပ်မံတောင်းဆိုလိုပါတယ်။2024ခုမှ2025ဘဏ္ဍာရေးနှစ်အတွက် UK နိုင်ငံမှပေးအပ်တဲ့မြန်မာနိုင်ငံသို့လူသားချင်းစာနာထောက်ထားမှုအကူအညီမူလသတ်မှတ်ငွေပေါင်း54သန်းမှ ပေါင်း66တန်းကျော်အထိတိုးပြစ်ပေးခဲ့သည့်အတွက် UK နိုင်ငံကိုကျေးဇူးတင်ရှိပါသည်မြန်မာနိုင်ငံအတွင်းစစ်တပ်ရဲ့အကြမ်းဖက်မှုများနဲ့ရက်ဆက်ကြမ်းကြုတ်မှုများကြောင့်ထိခိုက်ရရတဲ့ရိုရီဂျာများအပါအဝင်ဒေသခံပြည်သူများအတွက်ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင်ငံတို့လူသားချင်းစာနာထောက်ထားမှုအကူအညီများတိုးမြင့်ကယူရို86တန်းအကူအညီပေးဖို့ကြေညာခဲ့တဲ့ဥရောပသမဂ္ဂ EU ကိုလည်း ကျေးဇူးတင်ရှိကြောင်းပြောကြပါမယ်။မြန်မာနိုင်ငံမှာလူဦးရေ15တန်းကျော်ကျော်ဟာတနည်းတာစားမျက်ကလိုအပ်ချက်ကိုမပြည့်မီတဲ့အခြေအနေကြုံတွေ့နေရပါတယ်။အဲဒီလူဦးရေထဲက1.3တန်းကတော့စာလောင်မုတ်သိမ့်မှုဒဏ်ကိုရင်းဆိုင်နေရတယ်လို့ကမ္ဘာစားနပ်ရေးအဖွဲ့ WFP ကဆိုထားတဲ့အချိန်မှာ WFP ရဲ့ရမုံမွေမလုံလောက်မှုကြောင့်မြန်မာနိုင်ငံက လူဦးရေတသန်းအတွက်စားနပ်ရိက္ခာအထောက်ပံ့တွေကိုလာမဲ့ဧပြီလကစတင်ပြီးရက်ဆိုင်တော့မယ်လို့ကြေညာသွားခဲ့ကြောင်းကြားသိရတာအထူးပဲစိတ်မကောင်းဖြစ်မိရပါတယ်။ပဋိပက္ခတွေပုံပုံများပြားလာနေတဲ့ကမ္ဘာအရေးတွေကြားမှာနိုင်ငံတကာအတိုင်းအဝန်းနေနဲ့မြန်မာပြည်သူလူထုရဲ့အကြက်ကြီးဒုက္ခတွေကိုမေးလျော့မထားကြဖို့နဲ့မြန်မာနိုင်ငံအတွင်းနေရွှေပေါ်တင်းဆောင်နေရသူများ IDP တွေနဲ့ အိမ်ကြီးနိုင်ငံတွေမှာခိုလုံနေရတဲ့မြန်မာဒုက္ခသည်များအပါအဝင်မြန်မာပြည်သူတို့များအတွက်လူသားချင်းစာနာမှု အသက်ကယ်အကူအညီများတိုးမြင့်ပေးသွားကြပါရန်နိုင်ငံတကာကို အထူးတိုက်တွန်းတောင်းဆိုအပ်ပါတယ်မြန်မာနိုင်ငံမှာ အခြေခံအလို့သမားအခွင့်အရေးနဲ့လူခွင့်ရေးတွေကို ချိုးဖောက်တာအကြမ်းဖက်လုပ်ငန်းတွေကိုကျူးလွန်နေတဲ့စစ်အုပ်စုကို အပြည်ပြည်ဆိုင်ရာအလို့သမားရေးရာဖွဲ့ ILO ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်33အရထိရောက်စွာအရေးယူနိုင်ရန်အတွက်အမျိုးသားညီညွတ်ရေးအစိုးရနဲ့အရက်ဖက်လူမှုအဖွဲ့အစည်းများကပူးပေါင်းဆောင်ရွက်လက်ရှိကြပါတယ်စစ်ကောင်စီကို ILO Article 33အရထိရောက်စွာအရေးယူနိုင်ရန်အတွက်အာဆီယံနိုင်ငံတွေနဲ့ ILO အဖွဲ့ဝင်နိုင်ငံတွေအားလုံးပူးပေါင်းအားဝေးဆောင်ရွက်ပေးကြပါရန်တိုက်တွန်းတောင်းဆိုအပ်ပါတယ် နောက်တစ်ချက်အနေနဲ့ကအပြည်ပြည်ဆိုင်ရာအလို့သမားညီလာခံရဲ့133ကြိမ်မြောက်အစည်းအဝေးမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ဥဆောင်တဲ့၃ဘွဲ့ပေါင်းကိုယ်စားလှယ်ဖွဲ့ Tripartite ကိုအတိမတ်ပြုတက်ရောက်ဖွင့်ပေးဖို့အတွက်လည်းအထူးတိုက်တွန်းတောင်းဆိုလိုပါလေ။အခုဆက်လက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရရဲ့ပြည်သူ့ဝန်ဆောင်မှုတချို့ကိုအစီအခံတင်ပြလိုပါလေ။2025ခုနှစ်ပညာသင်နှင့် ဖေဖော်ဝါရီလကျော်စင်းအရအမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနအနေနဲ့ကျောင်းပေါင်း9900ကျော်ဆရာဆရာမပေါင်း6200ကျော်ကျောင်းသားပေါင်း8သိန်းကျော်တို့ဖြင့်အခြေခံပညာရေးကိုအကောင့်ထက်ပေါ်ဆောင်ရွက်လျက်ရှိပါတယ်။အစ်စ်မြစ်ပညာကဏ္ဍမှာလည်းဂျာကာတာတက္ကသိုလ်ကောင်စီများရဲ့ပညာရေးဆိုင်ရာလွတ်လပ်မှုအရဘွဲ့တင်ကြမ်းများဖွင့်လှစ်ပို့ချလျက်ရှိပြီးဘွဲ့ရမောင်မယ်များကိုငွေထုတ်ပေးလျက်ရှိပါတယ်။ မြမနွေဦးတက်ကတော့ MNOU ရဲ့ပထမဆုံးဝယ်နေသပင်ကို2025ခုနှစ်မတ်လ10ရက်နေ့ကအောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်ဒီလိုလုပ်နေတာက CTN လို့ရှာမှုမှာပါဝင်ခဲ့တဲ့နိုင်ငံဝင်တဲ့တရားကောင်းတွေရဲ့ကျိုးပန်းအားထုတ်မှုတွေကြောင့်လည်းယခုလိုဆောင်ရွက်နိုင်ခြင်းဖြစ်ပါတယ်တစ်ဖက်မှာတိုင်းပြည်ရဲ့ဒေါက်တာဖြစ်ခဲ့တဲ့ဝင်တဲ့တသိန်းကျော်ကိုအဖက်စစ်စက်တပ်ကအလုပ်ကထုတ်ပြန်ထုတ်ပယ်ပြီး နိုင်ငံခြားသောရောက်ဖွဲ့ပိတ်ပင်ခြင်းကြည်တွင်းမှာအလို့သက်ပွင့်ခြင်းများကိုလည်းပိတ်ပင်ထားစီးတာယနေ့အခြေအကျပဲဖြစ်ပါတယ်။ Basic Education Completion Assessment BECA ကို၃ချိန်တိုင်တိုင်ပညာရေးဝန်ကြီးဌာနကကျင်းပပြုလုပ်ပေးခဲ့ပြီးအခြေခံပညာအဆင့်အောင်လက်မှတ်များရရှိနိုင်ရေးဆောင်ရွက်ခဲ့ရာကျောင်းသားကျောင်းသူ9000ကျော်ကိုအောင်လက်မှတ်များထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ကျောင်းသားကျောင်းသူများအနေနဲ့ပြည်ပြည်တို့ရဲ့ ID နဲ့ passport ဖြင့်ညီသည့်အခြေအနေမဆိုအောင်နှမများနဲ့ဘွဲလက်မှတ်များကိုကိုယ်တိုင်ထုတ်ယူနိုင်ပြီးစီးတစ်ခုကိုတည်ဆောက်ထားပြီးဖြစ်ပါတယ်။အစိမ့်မြပညာကဏ္ဍမှာ interim university council ဂျာကာလာယာကြီးတက်ကတော်ကောင်စီများကထုတ်ပေးတဲ့ဘွဲလက်မှတ်များဖြင့်နိုင်ငံသားရှိတက်ကတော်များမှာကျောင်းသားကျောင်းသူများဆက်လက်ပညာသင်ယူနိုင်ရန်အတွက်သက်ဆိုင်ရာဝန်ကြီးဌာနများမှကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။အချိန်တည်းမှာပဲ ကျောင်းသူကျောင်းသားတွေရဲ့ပညာဆက်လက်သင်ကြားခွင့်မရနိုင်အောင်လို့အကြမ်းဖက်စစ်ကောင်စီက notary လုပ်ပေးနေတဲ့လူတွေကိုဖမ်းဆီးတာစတဲ့ပိတ်ပင်မှုတွေကိုလုပ်နေလူငယ်တွေပညာသင်ကြားခွင့်မရအောင်တားဆီးနေမှုတွေကိုကျွန်တော်ပြင်းပြင်းထန်ထန်ရှုံချပါမယ်။ကျွန်တော်ရဲ့လူခွင့်ရေးဝန်ကြီးဌာနကဒီခုအခါမှာ online သင်တန်းများအပြင်မြေပြင်ပေါ်မှာလည်းလူခွင့်ရေးအကြောင်းစစ်တီတော်ချင်းဝင်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာဥပဒေများအကြောင်းကိုပို့ချပေါ်ပြောသင်ယူမှုများပြုထုတ်လျက်ရှိနေပါပြီ။အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက2025ခုနှစ်ဖေဖော်ဝါရီလတွင်မှလူသားချင်းစာနာအကူအညီအတွက်ချက်ငွေတန်900ကျော်ကိုအရေးပေါ်အကူအညီလိုအပ်နေသူများထံပံ့ပိုးပေးနိုင်ခဲ့ကြောင်းကိုလည်းတင်ပြအစီအခံကျင်းပါတယ်။ ဆိုပါကွန်ညူမှုတွေမှာ နေရစုပါစစ်ဘေးရှောင်ပြည်သူ9000ခန့်ကြဆုံတရေကောင်းပြည်သူ200ထိခိုက်ဒဏ်ရာရရှိသူ900ကျော်အတွက်အရေးပေါ်အကူအညီစီဒီဗန်ဝန်ထမ်းတွေနိုင်ငံရေးအကျဉ်းသားတွေနဲ့သူတို့ရဲ့မိသားစုတွေအတွက်အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေပါဝင်ပါတယ်အကြက်ဒီတွေကြားနေကြက်ကြက်ခံကအဖက်ဖက်မှဆက်လက်ကူညီတိုက်ပွဲဝင်နေကြတဲ့တော်လန်ပြည်သူအားလုံးကိုလေးစားမှတ်တမ်းတင်ရက် ဂုံပြုလိုပါတယ်။ဤဂုံချုပ်အနေနဲ့ပြောရရင်ပြည်သူလူထုတွေနဲ့အတူဒီတော်လရေးကိုအဆုံးထိရောက်အောင်အောင်မြင်အောင်ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီးစစ်အာဏာရှင်စနစ်ကို အမြင့်ပြတ်တိုက်ထုတ်သွားမှာဖြစ်ကြောင်းကတိပြုလိုပါတယ်။ယခုထက်ပို၍ညီညွတ်မှုများရရှိလာစေရန်အတွက်စင်ဆက်မပြတ်စူးစမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းထပ်လောင်းကတိပြုရင်းဤဂုံချုပ်ပါတယ်။